ညဝေမာလာ19ရက်နေ့မှာကြာဆုံးခဲ့ရတဲ့ဗိုလ်လောင်းတွေကိုဝန်နေအောင်မေဖွဲ့အထင်အမှတ်အနေနဲ့အာရခတက်တော်ရဲ့စစ်ဒေသအသီးသီးမှာတက်တော်ရဲ့အောင်လံတွေကိုတဝက်လွှင့်တင်ခဲ့ကြတယ်လို့သိရပါဗျ။မနေ့က2025ခုနှစ်နိုဝင်ဘာလ19ရက်နေ့ဟာ AA ဗိုလ်လောင်း၈ဦးအပါအဝင်တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတချို့ကဗိုလ်လောင်း23ဦးသွင်းမြေကြခဲ့ရတဲ့17နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ ဒီဘိုလောင်တွေဟာ KIO KIA ဝေချိုင်ပွန်ဘိုတင်တန်းကျောင်းမှာစစ်ပညာစေပုနေစဉ်2014ခုနှစ်နိုဝင်ဘာလ19ရက်နေ့နေ့ကင်း12:45နာရီဝန်းကျင်မှာစစ်တပ်ရဲ့လက်နက်ကြီးတွေနဲ့အလေးအငိုက်အကောက်ကြံပြစ်ခတ်တိုက်ခိုက်မှုကြောင့်ဘိုတင်တန်းကျောင်းဝင်းတနေရာမှာတပြိုင်နက်တည်းအသက်တွေကျူးလွန်ခဲ့ကြရတာဖြစ်ပါတယ်ဒီကနေ့17နှစ်ပြည့်မြောက်တဲ့နေ့မှာတော့စစ်ရေးအခြေအနေအရကြဆုံးဘိုလောင်တွေအတွက် ဝမ်းနေအောင်မေဖွဲအထိမ်အမှတ်အခန်းအနာကိုအချင်းရှုပ်သားပြုလုပ်နိုင်ခဲ့တယ်လို့ဆိုပါရရှင်